ဇူလိုင်လတရနေ့အင်္ဂါနေ့ဟာပြန်ပြောပါမယ်နော်အမိတ္တဆုတ်ကြတဲ့နေ့ဖြစ်တယ်အမိတ္တဆုတ်ကြတဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ကကြီးပွားချမ်းသာစီမဲ့အထူးရတရားကို လှုပ်ဆောင်နိုင်နေအဲ့ဒါကြောင့်ကျွန်မအဲ့ဒီအထူးရေရာကိုလည်းကျွန်မမျှဝေသွားပါမယ်နော်အမိတ်တာဆုပ်ဆိုတာဘလို့နေမျိုးလဲလို့မိတတ်ကြတယ်ပေါ့နော်ကျွန်မတို့ပုံမှန်ရရာစာထက်သူကပူပြီးတော့ကောင်းတဲ့နေနော်ရရာစာထက်ပူကောင်းတဲ့ကြီးပွားချမ်းသာခြင်းလို့ပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ဟိုအစီရင်ရေရာတွေပေါ့နော်အဆန်းအစွမ်းထက်စီခြင်းလို့ပဲဖြစ်ဖြစ်နော်ဆူတောင်းပြေးခြင်းလို့ပဲဖြစ်ဖြစ် အမိတ်တာဆုတ်ကြတဲ့ညက်နေ့ကိုရွေးပြီးတော့လှုပ်ဆောင်ကြရတယ်ပေါ့နော်ဒါတွေကဟိုးရှိပြီးရင်နေလက်ထက်ကလေးကိုကလှုပ်ဆောင်ကြတာပေါ့နော်အဲ့တော့ကျမတို့ဒီလာမယ့်အင်္ဂါနေ့နော်အင်္ဂါနေ့ဟာအမိတ်တာဆုတ်ကြတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာကျမတို့နော်ជីပွားချမ်းသာစေတဲ့အထူးជីပွားချမ်းသာစေတဲ့ရေတရာကိုလှုပ်ဆောင်လို့ရပါတယ်နော်အဲ့တော့ အဲ့ဒီရေတွေအကြောင်းကိုကျွန်မအရင်ပြောရမလားခုနှစ်ရဲ့သားသမီးတွေဆောင်ရင်ရှောင်ရန်ကိုပဲအရင်ပြောရမလားမသိဘူးเนาะဒါပေမဲ့အခုတော့ခုနှစ်ရဲ့သားသမီးတွေဆောင်ရင်ရှောင်ရန်ကိုကျွန်မအရင်ပြောပါမယ်เนาะဒီဒီတပတ်မှာလဲကျမတို့ဂျူတွေကအပြောင်းအရွှေ့မရှိပါဘူးเนาะဂျူတွေကလောလောဆယ်ဘယ်မှာရှိနေသလဲလို့ပြောရင်စနေဂျူကမင်ယာဒီမှာရှိနေတယ်အဲဒါပေမဲ့လာမယ့်เนาะ18ရက်နေ့ကျရင်ဇူလိုင်လ14ရက်လား18ရက်နေ့လားမသိဘူးကျမ เปล่ยนจีบไีไหมเนาะไอ้เนี่ยจ้าลูกเสียเนาะตัวเบลเปล่าม่เลยสุดว่าจ้าตัวเลยไหเนาะไม่ยากดีมาเว้ยว่าจ้าตัวไมสุดว่าไอ้เนี่ยจ้าเนาะเนเน่ลีพี่เสียไม่หนีเลยมันป่าเลยปอนเนาะเปล่าไม่สุดลูกเสียเนาะเป็นนี่เลยสุดโตเออสันนีก็ไม่ยากดีมาสันนี่เนี่ยเนาะคนคนละวันสันนี่เนี่ยนี่สับปีโรไม่ยากดีมาว่าจ้าตัวเลยไหเนาะไอ้ด่าด่าด่าไม่อัปเดตมาจะมา အဲလာမဲ့ပတ်ဟုတ်တယ်ဟုတ်တယ်လာမဲ့ပတ်ထဲမှာအဲ့ကိစ္စပြောရမယ်ပေါ့နော်တနင်္ဂနွေကတော့အခုဘယ်မှာရှိနေလဲလို့ပြောရင်သူကတနင်္ဂနွေကမေထုံရာသီမှာရှိနေတယ်နော်တနင်္ဂနွေကမေထုံရာသီမှာရှိနေတာလေတိတ်တော့မကောင်းဘာကြောင့်လဲလို့ပြောရင်မေထုံရာသီကဗုဒ္ဓဟူးအိမ်ရှင်ပေါ့နော်အိမ်သူ့ရဲ့အိမ်ရာသီမေထုံကဗုဒ္ဓဟူးအိမ်ရှင်ဖြစ်တဲ့အတွက်သူက ဘလိုပဲပြောပြောပေါ့နော်ဒီတင်းငွနေရှိနေတာကျမတော့သိမကြိုက်ဘူးပေါ့နော်အဲဘုဒ္ဓဘုရားကြတော့ကရကတ်ယာစီမှာရှိနေတယ်အင်္ဂါကြတော့တင်ညာဒီမှာရှိနေပြီးတော့ကိတ်နဲ့အတူ တွဲပြီးတော့ရှိနေတာပေါ့ဒါလည်းသိတော့မကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဓာ ड़ी အဲ့လိုဂျိုးဒီအနေထားကြောင့်ကျမတို့တွေဘာတွေဖြစ်နိုင်တယ်လဲလို့ပြောရင်ကတ်ဘေးတဘာဝဘေးကိုကျမတို့ကြုံနိုင်တယ်နော် ်ဒါကျမတို့အမေရိကန်မှာဆိုရင်အခုအမေရိကန်မှာဆိုရင်အပူလိုင်းဖြတ်နေတာเนาะတော်တော်ကိုဆိုရင်ကျမတို့ဒီမှာတော်တော်ကိုပူတယ်ကျမတို့ဆိုရင်အဲကိုမသုံးနိုင်ဘူးเนาะအဲကိုမသုံးနိုင်တဲ့အတွက်ပူတယ်ဆိုလဲဒီတိုင်းပဲเนาะပန်ငါလေးလေးနဲ့အိမ်ကြီးလေးတွေပပဝစ်ပြီးတော့အဲ့လိုပဲကျမတို့နေရတယ်ပေါ့เนาะအဲကိုမသုံးနိုင်ဘူးတခြားလူတွေတော့သုံးသုံးနိုင်မှာပေါ့လေเนาะကျမကတော့ ဟိုဒီဘီဒင်ဟောကနဲ့ပဲကျွန်မရက်တည်နေတာဆိုတော့ကျွန်မတော့အဲကောမသုံးနိုင်ဘူးအဲ့တော့ဒီလိုပဲနေတယ်เนาะအဲအဲ့လိုပဲเนาะဒီခြားဒေသတွေမှာလေဒါမြန်မာပြည်တွေမကเนาะကဘာနိုင်ငံအသီးသီးမှာကဘာနိုင်ငံအနှံ့အပြားမှာဘာဖြစ်နိုင်တယ်လဲလို့ပြောရင်တဘာဝဘေးကိုကြုံနိုင်ပါတယ်เนาะတဘာဝဘေးကြုံရနိုင်တဲ့အတွက်အားလုံးပဲเนาะသတိရှိပါเนาะသတိလေးနဲ့ဖြတ်သန်းပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะ ဒါအားလုံးကသတိရှိရမယ့်ကာလလို့ကျွန်မပြောချင်ပါတယ်။နောက်ယောဂဘေးเนาะတဘာဝဘေးရှိမယ်ယောဂဘေးရှိမယ်စစ်ဘေးရှိမယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်ဒါလည်းရှိနေပါတယ်နော်အဲ့တော့စစ်သောသူများအားလုံးကနော်တတိဆိုတာပိုတယ်မရှိတဲ့အတွက်ဒီကာလတွေမှာတော့သဘာဝဘေးကိုလည်းဂရုစိုက်ပါနော်ယောဂဘေးယောဂဘေးလည်းရှိနေပါတယ်ယောဂဘေးကိုလည်းဂရုစိုက်ပါ ြီးရင်စစ်ဘေးပေါ့နော်ဒါလည်းဂယူဆာရမယ့်ကိစ္စပဲဖြစ်ပါတယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်အဲ့တော့ဒီဘေးတွေရှိနေတာကိုကျမတို့ကဂယူဒီဇိုင်းနဲ့နော်လူရောစိတ်ပါတတိလေးနဲ့ဖြတ်တန်းမှာလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဇူလိုင်လ30ရက်နေ့ကနေဇူလိုင်လ6ရက်နေ့အတွင်းမှာဂျုံနိုင်တဲ့ရက်တွေ ဆောင်ရယ်ရှောင်ရယ်တွေကိုကျွန်မမပြောခင်မှာကြီးပွားချမ်းသာစေမယ့်အထူးရည်ရည်ရာပြုနိုင်တာကိုကျွန်မပြောပါမယ်ဇူလိုင်လ၁ရက်နေ့ကကျွန်မတို့ပြောမယ်ဆိုလို့ရှိရင်တော့အမိတ်တဆုံကြတဲ့နေ့ဖြစ်ပါတယ်အမိတ်တဆုံကြတဲ့နေ့မှာကျွန်မတို့ကရည်ရည်ရာပြုမယ်ဆိုရင်เนาะကြီးပွားတိုးတက်စေတဲ့ရည်ရည်ရာကိုကျွန်မတို့ပြုလို့ရပါတယ်เนาะအဲ့တော့ ဘယ်နေ့သားမဆိုအမိတ်သားဆုတ်ကြတဲ့နေ့မှာကြီးပွားတိုးတက်စေတဲ့ရည်ရပြုဖို့အတွက်ဆိုလို့ရှိရင်เนาะမနေ့6နာရီရနေပြီးတော့9နာရီအချိန်တွင်းမှာပြုလို့ရပါတယ်เนาะကိုယ့်ရဲ့နေ့နံเนาะဥပမာကိုယ့်ရဲ့နေ့နံရဲ့အမြင့်အမြင့်ကစပြီးတော့အညွန့်နဲ့အဆုံးရှိတဲ့အပင်ဟိုကိုနေတဲ့ဒေတာเนาะဥပမာဆိုပါစို့ကိုနေတဲ့ဒေတာမှာကိုရဲ့ ြီးပွားချမ်းသာရေးကိုဆူတောင်းပြီးတော့အဲ့ဒီအပင်လေးကိုရှင်အောင်စိုက်ပါเนาะဒါဓာတ်ပင်စိုက်တယ်လို့လည်းခေါ်ပါတယ်ဓာတ်ပင်စိုက်တဲ့အတွက်အကျိုးကဘာတွေရှိလဲလို့ပြောရင်နံပါတ်1ကเนาะအပင်စိုက်တာဖြစ်တဲ့အတွက်သစ်ပင်လေးစိုက်ခြင်းရဲ့အကျိုးเนาะသစ်ပင်စိုက်ပျိုးခြင်းရဲ့အကျိုးခံစားခွင့်ရှိပါတယ်သစ်ပင်စိုက်တဲ့အတွက်เนาะဟိုရေရခြေလို့စိုက်တာပဲဖြစ်ဖြစ် နော်အမတ်တရအပင်မဲ့စိုက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် အပင်စိုက်တဲ့အတွက်တတဝါလေးတွေကိုကိုကနေထိုင်အဲ့ဒီအပင်ကိုမှီပြီးတော့တတဝါတွေနော်အသုံးပြုကြမယ်ဟလာအဲ့ဒီအတွက် ကို့မှာအကျိုးကျေးဇူးရတယ်ကုသိုလ်ရတယ်ပေါ့နော်အဲအခုဓာတ်ပင်စိုက်တယ်ဆိုတော့ဒါပို့ပြီးတော့ရေတရာလေးဖြစ်တဲ့အတွက်ပို့ပြီးတော့အကျိုးထူးပါတယ်နော်အဲ့တော့ဆိုင်ရမနေနံသာသမီကြီးပြောပါမယ်တနင်္ဂနွေနော်တနင်္ဂနွေ သားသမီးတွေကเนาะအပင်ဆိုင်ရမယ့်နေ့ကအမိတအဆုံးကြတာတယ်เนาะဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဒါတနင်္ဂနွေသားသမီးတွေဆိုင်ရမယ်ဆိုရင်ဘာအပင်ဆိုင်ရမလဲတနင်္ဂနွေရဲ့အမြစ်ကစနေเนาะတနင်္ဂနွေရဲ့အမြစ်ကစနေဖြစ်တယ်အညွန့်ကကြတော့တနင်္လာဖြစ်တယ်အဲ့တော့စနေနံဖြစ်တဲ့တထဒဒနာနဲ့စပြီးတော့ အညွန့်ဏဖြစ်တဲ့အင်္ဂါဖြစ်တဲ့ sorry တနင်္လာဖြစ်တဲ့ကခကကငါနဲ့ဆုံးနဲ့အပင်ကိုစိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဥမာဒန်းကြီးပင်စိုက်လို့ရတယ်နော်ဒန်းကြီးပင်ထောက်ချက်မင်းဒါနော်အဆရာမရေကျမတို့ကထောက်ချက်မယ်ဗနာရှာမယ်မသိဘူးဆိုရင်စနေနံဖြစ်တဲ့တထတဒနာနဲ့စပြီးတော့တနင်္လာနံဖြစ်တဲ့ကခကကငနဲ့ဆုံးတဲ့အပင် ရှာပြီးတော့စိုက်ပါစိုက်ရမယ့်အရက်ကတော့အနောက်မြောက်အရက်မှာစိုက်ရပါမယ်နော်စိုက်ရမယ့်အရက်ကဘယ်အရက်လဲလို့ပြောရင်အနောက်မြောက်အရက်ကိုစိုက်ရပါမယ်စိုက်တစ်ပြင်စိုက်တဲ့အခါမှာလောင်းရမယ့်ရေခွက်ဒီခွက်ကလေးပေါ့နော်25ခွက်လောင်းရမယ်အဲ့25ခွက်ကဘလို့25ခွက်လောင်းရတာလဲဆိုရင်စနေရဲ့နော်ဂျိုတက်ကသူက10နှစ်ရှိတယ် တနင်္လာရဲ့ဂျိုတက်က25နှစ်ရှိတယ်အဲ့နှစ်ခုပေါင်းလိုက်တဲ့အခါ25အဲ့တော့အပင်ကို25ခွက်ရေလောင်းရင်တော့ရေဒီအများကြီးအပင်သေးသေးလေးရေဒီအများကြီးဖြစ်သွားမယ်အဲ့ခါကျရင်ဇွန်းလေးနဲ့ခတ်ပြီးတော့လောင်းမှာလောင်းတဲ့အခါကျတော့လေအပင်ကိုကိုကဘာလေးရွတ်ပြီးတော့လောင်းရမလဲလို့ပြောရင်မြစ်တာသုံးရွတ်ပြီးတော့လောင်းလို့ရတယ်เนาะအဲ့တော့တနင်္လာနေ့သားသမီးဆိုရင်ကျွန်မပြောမယ်မြစ်တာသုံးလေးရွတ်ပြီးတော့အပင်ကိုလောင်းမယ်25ခွက် နော်အပင်ကို25ဇွန်းပေါ့လောင်းမင်းစုတောင်းမှာပြီးရင်အဲ့ဒီအပင်လေးကိုမြစ်တာသုံးလေးနေ့တိုင်းမြစ်တာသုံးလေးရွတ်ရွတ်ပြီးတော့စုတောင်းမှာနော် စိုက်ရမယ့်အရက်ကအနောင်မြောင်အရက်ပါတနင်္လာသားသမီးတွေကလည်းနော်အဲအမိကဆုတ်ချထားတဲ့မနက်အင်္ဂါနေ့ပေါ့နော်မနက်6နာရီကနေပြီးတော့9နာရီအတွင်းမှာကျမတို့အပင်စိုက်လို့ရပါတယ်နော် ခဏလေးကျမကဘသူကလေဖုန်းလေးဒီလောက်ခေါ်နေလဲမသိဘူးဟိုဟိုဟာဖြစ်နေတာဖုန်းအရင်ခေါ်နေဘသူကခေါ်နေလဲမသိဘူးโอเคဆက်ပြောမယ်เนาะအဲ့တော့ဆက်ရမယ့်အပင်ပေါ့เนาะဆက်ရမယ့်အပင်ကကြတော့ဩစာပင်ပါเนาะတနင်္လာရဲ့အမြင့်ကတနင်္ဂနွေတနင်္ဂနွေဖြစ်တဲ့အတွက်တနင်္ဂနွေနံရဲ့เนาะအာဥဥအောအေပေါ့နော်အဲတနင်္ဂနွေနံရဲ့အခရာဖြစ်တဲ့အာဥဥအောအေနော် အင်္ဂါကအညွန့်ဖြစ်တယ် sorry အင်္ဂါအညွန့်ဖြစ်တယ်အင်္ဂါအညွန့်အတွက်ကနော်ဆဆဆဆညအဲ့တော့တနင်္လာသားသမီးကစရမှာကဩစာပင်စရမယ်ဘယ်ရက်မှာစရမလဲလို့ပြောရင်အရှိအရက်မှာစရမယ်အရှိအရက်ကိုစရမယ်ပေါ့နော်လောင်းဝမိတ်ရေခွက်က14ခွက်နော်တနင်္လာနေ့ရဲ့ဂျိုသက်က6နှစ်အင်္ဂါရဲ့ဂျိုသက်က10နှစ်နော်အဲ့တော့ တနင်္လာသားသမီးတွေလောင်းမဲ့ရေခွက်က14ခွက်14ခွက်ကိုကျမတို့ဇွန်းနဲ့ချိန်ပြီးတော့လေလောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီအင်္ဂါသားသမီးတွေကြီးပွားချမ်းသာစေဖို့အပင်ဆိုင်မယ်ဆိုရင်တော့လာမယ့်အင်္ဂါနေ့ဇူလိုင်လ1ရက်နေ့မှာနော်အင်္ဂါနေ့အမိတ်တဆုတ်ကြတဲ့နေ့မှာစိုက်ပါမယ်အင်္ဂါရဲ့အမြစ်ကတနင်္လာဖြစ်တယ်အင်္ဂါရဲ့အညွန့်ကဗုဒ္ဓဖူးဖြစ်တယ်အမြစ်ရဲ့ အမြင့်ရဲ့နံကဘာတွေလဲလို့ပြောရင်စားစားစစညနော်အင်းက sorry တနင်္လာရဲ့တနင်္လာရဲ့နံနေရကခကကငနော်ဗုဒ္ဓဟူးရဲ့နံနေရရလာဝရနော်ဆိုတော့ကျွန်မပြောချင်တာကအင်းကစိုက်မယ်ဆိုရင်ခရီးပင်စိုက်ရပါမယ်အနောက်တောင် အရက်မှာစိုက်ရပါမယ် နော်အနောက်တောင်ရဲ့မခေပင်ဆက်ရမယ်လောင်းဝမဲ့ရေခွက်ကတော့32ခွက်လောင်းရပါမယ်ဒါအင်္ဂါသားသမီးတွေဗုဒ္ဓဟူးသားသမီးတွေကတော့အမိတဆုံးကြားတဲ့နေ့ဖြစ်တဲ့အင်္ဂါနေ့မှာစိုက်ပါမယ်မနက်6နာရီကနေ9နာရီအတွင်းမှာစိုက်မယ်ဗုဒ္ဓဟူးရဲ့အမြစ်ကအင်္ဂါဖြစ်တဲ့အညွန့်ကကြာသမီးဖြစ်တယ်အဲ့တော့ ဗုဒ္ဓဘုရားသမီးတွေကဘာကိုစိုက်မလဲလို့ပြောရင်စိန်ပန်းပင်ကိုစိုက်လို့ရတယ်ဇပယ်ကိုစိုက်လို့ရပါတယ်နော်စိန်ပန်းပဲဖြစ်ဖြစ်ဇပယ်ပဲဖြစ်ဖြစ်စိုက်ပါစိုက်ရမယ့်အရက်ကမြောက်ရက်ပါမြောက်ရက်ဖြစ်တယ်မြောက်ရက်မှာစိုက်မယ်လောင်းမယ့်ရေခွက်က28ခွက်ပါအင်္ဂါနံအင်္ဂါရဲ့ဂျိုးစင်က8နော်ကြာသပတိရဲ့နော်ဂျိုးသက်က19နှစ်အဲ့တော့အနှစ်ခုပေါင်းလိုက်တော့28 ဆက်ရပါမယ်နော်အာဟုတ်တယ်အင်္ဂါ8နော်အဲ့တော့ကြာသပတေးက19ပါနော်အဲ့တော့အဲ့နှစ်ခုပေါင်းတဲ့အရေအတွက်ကိုဆက်ရလောင်းရပါပေါ့နော်ကြာသပတေးသာသမီတွေကတော့နော်ကြာသပတေးသာသမီတွေကဗုဒ္ဓဘူးကအမြင့်အညွန့်ကတောက်ကြပါအဲ့တော့ဘာဘာပင်ဆက်ရမလဲလို့ပြောရင်လောက်သေးပင်ဆက်ရမယ်နော်လောက်သေးပင်ဒါမှမဟုတ်ဗုဒ္ဓဘူးရဲ့ရာလာဝ เนาะအဲ့ဒီနန်နဲ့စပြီးတော့တောက်ကြာတာဟာနဲ့စုံနဲ့အပင်ကိုရှာပြီးတော့စိုက်လို့ရတယ်ပေါ့เนาะကျမတို့ဒီမှာတိတာလောက်လောက်သေးပေါ့เนาะလောက်သေးရွက်ရှိတယ်လောက်သေးရွက်ကို လောက်သေးပင်စိုက်လို့ရတယ်ဆက်ရမယ့်အရက်ကအနောက်အရက်ပါ လောင်းမယ့်ရေက30နဲ့မှာ8ခွက်ပါเนาะဘုတ်တဖူးကစခွန်เนาะဘုတ်တဖူးရဲ့ဂျိုဂျို ဂျူသက်နှစ်က18နှစ်တောက်ကြရဲ့ဂျူသက်နှစ်က21နှစ်เนาะအဲ့တော့38တောက်ကြသားသမီးတွေကတော့အမြင့်ကကြာသပတိဖြစ်တယ်အညွန်းကစနေဖြစ်တယ်အဲ့တော့ဆရာမေအပင်ကเนาะကြာသပတိကပဖပပမเนาะပဖပပမကြာသပတိက စနေကကြတော့တထတတနာเนาะအဲ့တော့တောက်ကြသားသမီးတွေဆိုက်ရမှာကပဒေါက်ဆိုက်လို့ရပါတယ်เนาะပဒေါက်အဲဆရာမေအရက်ကတောင်ရက်လောင်းဝမေရေခွက်က29ခွက်ဘာကြောင့်လဲဂျာတပတိကဂျိုတက်က19နှစ်စနေရဲ့ဂျိုတက်က10နှစ်နှစ်ခုပေါင်းလိုက်တော့29 ဟုတ်ပြီစနေသားသမီးတွေရောစရမယ့်အရက်ကတောင်ရက်ပေါ့နော်စနေသားသမီးတွေရဲ့အတွက်ကကြတော့တောက်ကြဟာအမြင့်တနင်းငွေဟာအညွန့်အဲ့တော့စရမယ့်အပင်ကသစ်အပင်နော်ဘာကြောင့်လဲသဟတောက်ကြတာဟာတနင်းငွေဟာအုဥဩအေးနော်အဲ့တော့သစ်အပင်တို့သင်းအောင်ပင်တို့စိုက်လို့ရပါတယ် စနေပေါ့နော်။နောက်ဆက်ရမယ့်အရက်ကအရှိတောင်အရက်မှာဆက်ရပါမယ်။လောင်းရမယ့်ရေခွက်ကတော့28ခွက်ဖြစ်ပါတယ်။ဘာကြောင့်လဲ။တောက်ကြက21နှစ်အဲတနင်္ဂနွေက6နှစ်ပေါင်းတော့28နှစ်ပေါ့နော်။အဲ့တော့ဒါဒီအားလုံးဟာကျမတို့ကြီးပွားချမ်းသာစေမယ့် เนาะဓာတ်ပင်အနေနဲ့ကျမတို့စိုက်လို့ရပါတယ်အဲ့ဒီအပင်တွေကိုကျမတို့ကစိုက်ပြီးရင်ကျမတို့ဆူတောင်းပါမယ်အဲ့ဒီအပင်ကို ရှင်အောင်ငွေးပါမယ်เนาะအဲ့တော့အဲ့ဒီအပင်လေးရှင်နေတယ်ဆိုရင်ဒါကိုကအဲကိုယ့်ရဲ့အတိတ်တန်ရည်ရည်အပြည့်တလို့ပဲเนาะဆူတောင်းပြည့်မယ်ဆိုတဲ့အတိတ်ပဲတက်ရောက်ပါတယ်เนาะအဲ့တော့ဒါလေးကိုတော့ရှင်အောင်စိုက်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နောက်လာမယ့်ဇူလိုင် အဲ6ရက်နေ့အတွင်းပေါ့နော်ဂျူလ30ရက်နေ့ကနေပြီးတော့6ရက်နေ့အတွင်းဆောင်းရံဆောင်းရံနေကိုနေ့လိုက်ဆောင်းရံဆောင်းရံနေကိုဆက်ပြီးတော့ပြောပါမယ်နော်အဲ့တော့ဂျူလ30ရက်နေ့ကကြတော့ကျမတို့ เนาะသူကအကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်เนาะပစ္စည်းဥစ္စာတွေကုန်ဆုံးစီတတ်တဲ့ဒွားချရုပ်နဲ့เนาะမနေ့7ရက်နေ့48မိနစ်အလွန်မှာတော့ဖုံးကန်ကြီးမားစီတတ်တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะမောင်ရှောင်းရဲ့အမောင်ကာလာကတော့မနေ့เนาะ9ရက်30ရာနေပြီးတော့မနေ့ 9နာရီအတွင်းကအချိန်အခါမကောင်းပါဘူးအချိန်အခါမကောင်းတဲ့အတွက်ဒီကာလကိုတော့ရှောင်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့အဲ့ကာလကိုရှောင်ပြီးတော့ကျွန်မတို့เนาะမနက်7နာရီ နင်မ48မိနစ်ကြော်ပြီးကျမတို့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ပါတယ်เนาะကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စလေးတွေကိုဥမာဆိုပါစို့เนาะဘာတွေလုပ်နိုင်တယ်လဲလို့ပြောရင်စိုက်သေးဖွင့်တာတွေဟလာเนาะကောင်းတဲ့အလုပ်တွေကိုအောင်မြင်စေလိုတဲ့เนาะကောင်းတဲ့အလုပ်ကလေးတွေကိုစပြီးတော့လုပ်နိုင်ပါတယ်เนาะအဲ့တော့ကံပွင့်လက်ပွင့်စီတဲ့အရက်မျက်နှာကတော့ဘာအရက်လဲလို့ပြောရင် နော်ကံပွင့်လက်ပွင့်စေတဲ့အရက်ကမြောက်အရက်ပါ အရောင်နေနဲ့ကတော့နော်မိခိုးရောင်အဖြူရောင်အဖြူရောင်သို့မဟုတ်မိခိုးရောင်ကကံပွင့်လက်ပွင့်စေတဲ့အရောင်ဖြစ်ပါတယ်ရွပွားမဲ့ဂါရာကတော့ဂုံတော်ကွန်ချာကိုရွပွားပါလူတန်းပူဇော်ရမယ်စွန်းနေနေရတော့နဝင်းစွန်းလူလို့ရပါတယ်เนาะဇူလိုင်လ1ရက်နေ့ကเนาะမိတ္တ အမိတ်တာဆုတ်ကြတဲ့နေ့ဖြစ်တယ်လို့ပဲเนาะဖုံးကန်ကြီးမားစေတဲ့တဲ့ data ရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့မနေ့ပိုင်းမှာတော့ तू ကဒုက္ခဆင်းရဲတွေကိုဖြစ်စေတဲ့ဒုမရုပ်ရထားတဲ့အတွက်မနေ့ပိုင်းကတော့အခါသိပ်ပြီးတော့မကောင်းဘူးသို့တော့တနေ့လုံးအနေနဲ့ဆိုရင်ဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရထားတဲ့အမိတ်တာဆုတ်ရထားတဲ့နေ့ဖြစ်တဲ့အတွက် ကျမတို့ဓာတ်ပင်စိုက်တာစိုက်လို့ရတယ်ပေါ့နော်ပြီးတော့ကံပွင့်လက်ပွင့်စီတဲ့အရာကတော့နော်ကျမတို့အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနောက်တောင်အနောက်တောင်ရက်ကကံပွင့်လက်ပွင့်စီတဲ့အရက်ဖြစ်ပြီးတော့ရွပွားရမယ့်ကားတာကတော့ပထန်းဖြစ်ပါတယ်เนาะ24ပစ္စည်းပထန်းပူဇော်လို့တင်းလျော်တဲ့ညဖြစ်ပါတယ်เนาะ လူတန်းရမယ်ဆုံးကတော့ جماعه တို့ဆန်စီစားစီနော်ဆက်ပြဒါကိုအင်္ဂါဖရားမှာလှူပါဆန်စီစားစီဆက်ပြကိုအင်္ဂါဖရားမှာလှူပါပြီးရင်စွန့်ပြီးရင်စင်းရဲနွမ်းပါတဲ့လူတွေစေဝါကုသနေရတဲ့လူတွေကို ပြန်ပြီးတော့လှူဒန်းလို့ရပါတယ်လှူဒန်းရမှာကဆန်စီစားစီဆက်ပြနော်အဲ့ဒီ၅မျိုးကိုလှူဒန်းမှာ ဇူလိုင်လ2ရက်နေ့ဗုဒ္ဓဟူးနေ့ကတော့ကြီးပွားတိုးတက်စေတဲ့ဝေဝိနုမာနာယုတ်နဲ့เนาะအမှုကိစ္စတွေပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒယုတ်ရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်နေရောအခါရောကောင်းပါတယ်အမောင်ကာလကတော့နေ့7နာရီကနေနေ့တနာရီ30အတွင်းည7နာရီကနေည7နာရီအတွင်းကတော့ အချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်เนาะဒါပေမဲ့တနေ့တာလုံးเนาะဒါကောင်းတဲ့အခါကြာထားတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုเนาะည7နာရီမတိုင်မီ လှုပ်ဆောင်မယ်ဆိုရင်တော့အထူးကောင်းပါတယ်နော်ကြီးပွားတိုးတက်စေတဲ့ရုပ်နဲ့အမှုကိစ္စတွေပြီးစီးအောင်မြင်စေတဲ့အာနန္ဒရုပ်ရထားတဲ့အတွက်ဒါဟာနေကောင်းတနေ့လို့ပြောလို့ရပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ရွှေရောင်ဖြစ်ပါတယ်အဝါရောင်ရွှေရောင်အဓိကတော့ရွှေရောင်ကကံပွင့်လက်ပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွတ်ပွားမယ်ဂါတာကတော့ ယတနာ၃မေတ္တာ၃ခန္ဓာ၃ရွတ်ွားပါနော်လှူဒန်းပူဇော်မယ်ဆိုလို့ရှိရင်နော်နဝင်းစွန်းလှူဒန်းမှာလို့ကျမကအကြံပြုပါတယ်ဇူလိုင်လ3ရက်နေ့ကတော့ပင်မန်းစင်းရဲစီတဲ့နော်ရက္ခတယုတ်နဲ့ပြီးစီအောင်မြင်စေတတ်တဲ့ထိရယုတ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးနှစ်ခုစလုံး တွဲနေတဲ့အကောင်းဝအဆိုးပါတွဲနေတဲ့ရုပ်ဖြစ်ပါတယ်အခါကိုကြည့်တဲ့အခါမှာတော့เนาะနနက်3ည3ည나이ရနေညနေ9နာရီအထိအချိန်ခါမကောင်းပါဘူးအဲ့တော့เนาะ ဒီလိုနေ့မှာတော့အခါမကောင်းတဲ့အတွက်တော့ဂယူဆိုင်ပါလို့ကျွန်မကမြေတားနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စေရဲ့အရာဝါတော့ငသာရောင်ဆင်ဆွဲရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားမဲ့ဃာရာကတော့တန်ဘုတ်ဒီဃာရာကိုရွတ်ပွားပါကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်။ဇူလိုင်လ၄ရက်နေ့တောက်ကြနေ့တောက်ကြနေ့ကတော့ ပစ္စည်းဥစ္စာတွေကုံဆုံးစေတတ်တဲ့မူတလာယုံနဲ့နော်အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါယုံရထားတဲ့နည်းဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့နည်းမကောင်းဘူးလို့ပြောလို့ရပါတယ်မအအမောင်ကာလကတော့မနက်7:30မိနစ်ကနေည7:00အတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ရှောင်းရင်အချိန်ခါကိုရှောင်းပြီးတော့နော်ကိုက ဂယုဒဆိုင်လေးနဲ့နေမယ်နော်လှုပ်ရှားရှိရာလေးတွေကိုတည်တည်ချာချာလေးနော်ရဲရဲအစီရင်လေးတွေကိုတည်တည်ချာချာလေးပြုလုပ်မယ်ဆိုလို့ရှိရင်တော့နော်ဒါတချို့ကိစ္စလေးတွေကိုလှုပ်ဆောင်နိုင်တဲ့နေ့ဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင် ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်အနေနဲ့ဆိုလို့ရှိရင်เนาะမြောက်အရက်ဖြစ်ပါတယ်လူတိုင်းရမယ့်စွန်းကတော့ နဝင်းစွန်းနဲ့လက်ဖက်လှူဒန်းနိုင်ပါတယ်။ရွတ်ပွားရမယ့်ကာလကတော့ဂုံတော်ကွန်ချာရဲ့မြစ်တာတုပ်ရဲ့ပူဇော်နိုင်ပါတယ်။ဇူလိုင်လ9ရက်နေ့စနေနေ့ကတော့အလုံးစုံပြီးစီအောင်မြင်စေတတ်တဲ့တိတ်တိယုတ်ရထားပြီးတော့နော်သူပယုတ်ည10နာရီ73မိနစ်အလုံးမှာလေသူပယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တနေ့တာလုံး နေကောင်းတယ်လို့ပြောနိုင်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9နာရီကနေပြီးတော့မနက်10နာရီနဲ့30အတွင်းကတော့ဒါရှောင်းရမယ့်เนาะအမောင်ကာလဖြစ်ပါတယ်။အဲ့တော့ရှောင်းရံကာလကိုရှောင်းကျင်ပြီးတော့ကိုလှုပ်ဆောင်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့နေ့ဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ကံပွင့်လက်ပွင့်စေတဲ့အရာကတော့နက်ပြာရောင်ဖြစ်ပါတယ်။ အရက်မျက်နာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ဂါရာကတော့ဒါဒနာပရိရဲ့ဂုံတော်ကွန်ချာရဲ့ဖြစ်ပါတယ်ကက်လူပူဇော်ရမယ့်စွန်းကတော့နဝင်းစွန်းနဝင်းစွန်းလက်ဖက်လူတန်းနိုင်ပါတယ်ဇူလိုင်လ6ရက်နေ့နော်တနင်္ဂနွေနေ့ဇူလိုင်လ6ရက်နေ့ဟာတနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာသူက နိကျန်းနဲ့တနင်္ဂနွေနေ့ရနော်ဥပါဒယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဥပါဒယုတ်ကဘာလဲဆိုရင်နော်ထိကြိုက်ပျက်စီးစေတယ်ဆုံးရှုံးစေတယ်သိဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်နော်တနေ့ဒါလုံးနေ့မကောင်းအခါမကောင်းပါဘူးအမှောင်ကာလကလည်းမနေ့3ည3ည9နာရီကနေည12နာရီအတွင်းဟာအမောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့တာလုံးเนาะဂယုတစိုက်နေထိုင်ရမယ်နေ့ဖြစ်ပါတယ်6ရက်နေ့တနင်္ဂနွေနေ့ညာ ကိုယ့်ရဲ့အောင်မြင်စေလို့တဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ဖို့အကြံပြုပါတယ်နော်ကံပွင့်လက်ပွင့်စေရဲ့အရာကတော့အနီအောင်ဖြစ်ပါတယ်အအဒီရက်မျက်နာနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ခါတာကတော့ယတနာ3မေတ္တာ3ခန္ဓာ3မောရ3ပုပ္ပနာ3ဖြစ်ပါတယ် ကက်လူပူဇော်ရမယ်စိုးနေနေဆိုလို့ရှိရင်เนาะနဝင်းစိုးကိုလှူဒန်းနိုင်ပါတယ်เนาะအဲ့တော့အဲ့လိုနေမှာတော့ကျမတို့က GU design နဲ့နေထိုင်မှာလို့ကျမချစ်တဲ့သူတွေကိုအကြံပြုပါတယ်နော်အဲ့တော့ဒါကတော့ကျမတို့ဇွန်လ30ရက်နေ့ကနေပြီးတော့ဇူလိုင်လ6ရက်နေ့အထိနော်ဂျူအနေထားပေါ်မှာမူတည်ပြီးတော့ဆောင်ရံရှောင်ရံတွေကိုမျှဝေခဲ့တာဖြစ်ပါတယ် အဲ့တော့ချမ်းသာကြီးပွားစေမယ့်အထူးရည်တရားကိုလည်းတက်နိုင်ဆုံးလိုက်ပြီးတော့လှုပ်ဆောင်ပါလှုပ်ဆောင်ရင်းနဲ့အားလုံးကျမ်းမာချမ်းသာပါစေလို့ကျမကမေတ္တာပို့ပါတယ်เนาะ